ဇမတ်ဖန်ဇမတ်ဖန်ကကုလသမဂ္ဂကိုဖိလိုက်တယ်ဖိလိုက်တယ်ပြန်ပြီးတော့ခနဲ့လိုက်တယ်သူပဲပြောပါတော့ဗောနော်အဲ့မှာဆိုရင်ကြောင့်စာပဲထိုင်ထုတ်နေလို့ဗောဟဲ့အောင်ဘယ်မှာလဲကွန်မန်ဒိုတွေအဲဟဲ့ကွန်မန်ဒိုဆိုတဲ့ကောင်တွေဘယ်မှာလဲဘယ်မှာတော့အဲလို့ပြောတော့နော်ဟဲ့အောင်ဗာကျန်းတာတော့ဗောနော်အဲ့တုံမန်းကိုမေးတာဟဲ့အောင်ဗာကျန်းတာတော့ဗောနော်မင်းတို့စစ်ကြောင်ဗာကျန်းတာတော့အတီကျန်းတာလားဗော ာပါဒီကနေ့ကစက်တင်ဘာ28ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့သတင်းဖြစ်စဉ်တွေလည်းရှိသလိုတိုက်ပွဲဖြစ်စဉ်တွေလည်းရှိတယ်ပြီးရင်ကျွန်တော်အဲ့ဒီဟာတွေမတိုင်ခင်ပေါ့နော်အဲတိုက်ပွဲရုပ်တံဗီဒီယိုလေးတစ်ခုကိုလည်းအာပါတီယာပြန်ပြောချင်တာပေါ့နော်အဲ့ဒီအကြောင်းကတော့ကျွန်တော်ရှေ့မှာဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့တန်တယ်လောက်တော့ပြောခဲ့ကြပြီးပြီသတင်းတွေလည်းတက်လာပြီးပြီဒါပေမဲ့ဒီရုပ်တံကိုတော့အခုကြည့်မိရတဲ့အချိန်မှာအားရတဲ့ဟာတွေပါလာလို့ညာဝိုက်တယ်အဲ့ဟာနဲ့ပတ်သက်လို့ပြန်ပြီးတော့မျှဝေခြင်းတာကျွန်တော်ပြောသလိုကျွန်တော်တော်လန်ပြည်သူတွေလည်း ်ပျော်စေခြင်းအားတက်စေခြင်းလို့ပေါ့နော်အဲ့ဒါတခြားမဟုတ်ဘူးဒါခင်ဦးမျိုးနယ်တဲကစစ်ကြောင်းပြတ်တဲ့အထိတိုက်ခဲ့တဲ့ရုပ်တံအဲအဲ့ဥစ္စာအဲ့ဥစ္စာအကြောင်းကိုပြန်ပြီးတော့ကျွန်တော်ဒီနေ့ရုပ်တံပြန်ကြည့်တဲ့ချိန်မှာတော်တော်လေးမိုက်တဲ့ဟာတွေတွေ့ရတယ်တပ်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည်တွေကျုံးဝါချက်တွေပေါ့နော်အာဒီ အဲ့ဒီဟာတွေကိုတုံ့တက်မိတဲ့အချိန်မှာစစ်ကောင်စီကဒီတပ်ဖွဲ့တွေနဲ့အတွေ့မှာဘလောက်တောင်မှခွေးရွက်ဝက်ပြေးပြေးခဲ့ရသလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ပြီးရင်ကွင်းမြောင်မြောင်မှာတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေကလုံးဝအကြောက်လန့်မရှိဗျာတကယ်ကွင်းမြောင်မြောင်မှာတတိပြောင်ပြောင်နဲ့ပြင်းညလာတွေကိုပြောသွားချင်တာပေါ့နော်အဲ့မှာပထမဆုံးစထွက်လာတာကတော့တည့်ရတိုင်းပဲတိုက်ပွဲဖြစ်စဉ်ဖြစ်တဲ့အတွက်ပေါ့နော်ပြကြခကြတဲ့ပုံစံနဲ့ဆက်ထွက်လာတဲ့ပေါင်း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 ပြည့်အဲ့မှာပြည့်တဲ့အချိန်မှာကျွန်တော်သတိထားမိတာကအရင်လိုအတွဲလိုက်ကြီးတွေဒါအတွဲလိုက်ဆွဲတဲ့အချိန်မှာတော့ဆွဲမှာပေါ့လေနော် ဒါဟိုးရှိကာလာတွေတုန်းကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကပြစ်ရရင်ပြီးရောဆိုပြီးကျွန်တော်တက်ဖွဲ့အဲ့လိုပြစ်ခဲ့ကြရရှိတယ်ဘုံ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 ပြစ်တာရှိတယ်ဘောနော်အဲတက်ဖွဲ့တွေကခေါင်းဆောင်နေဆိုရင်အဲအမြဲတမ်းမှာသူတို့ဘာဘာပြောလဲဆိုတော့ကျွန်တော်ပြောပြောရတဲ့အချိန်တိုင်းမှာဘောနော်ကြီးတန်းတထောင်ထွက်တိုင်းမှာ တနတ်တန်ထွက်လာတော့ပေါင်း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 ပေါ့လေအဲအဲ့လိုမျိုးထွက်တာပေါ့နော်ဒါပေမဲ့တက်ဖွဲ့ကောင်းဆောင်တွေရဲ့နားထဲမှာじゃဘာကြရလဲဆိုတော့တထောင်တထောင်တထောင်လို့ကြာအဲ့လိုပုံစံမျိုးကြီးပေါ့နော်လက်လက်ကြီးတစ်လုံးကိုဒါဂျင်းဆိုပြီးကြားတာမဟုတ်ဘူးသူက12သိန်းဆိုပြီးကြားတာအဲ့လိုမျိုးပုံစံမျိုးကြီးဆိုတော့ဒါကျွန်တော်တို့လည်းအဲ့တိုင်းပဲတွေးခဲ့ကြဟာဂျီဒီဘလော့တော့မကုန်လိုက်မလဲပေါ့နော်အဲအဲ့လိုမျိုးတွေးခဲ့ကြရရှိတယ်အခုじゃအဲ့လိုမဟုတ်တော့တစ်ချက်ချင်းချိန်ပြီးတော့စိတ်မြင်တွေဖြုတ်တာပေါ့နော်ဘုံ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 ဒုံဒုံဒုံအဲအဲ့လိုမျိုးပေါ့နော်ပြီးရင် နောက်ကနေပြီးပြောပြနေတဲ့ခေါင်းဆောင်ကဆက်ချိန်ပြစ်ကိုကောင်နေချိန်ပြစ်တစ်ချက်ချင်းချိန်ပြစ်အဲအဲ့လိုမျိုးအပီပေါ့နော်အပီပိုင်ပြီဆိုတဲ့ချိန်ကျမှတစ်ချက်ချင်းချိန်ပြစ်ချိန်ပြစ်ဆိုအားရကိုလေဒါဒီဒီအားရပွဲမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒါလေတကယ်မိုက်တယ်အပီရင်လိုအပ်တယ်ဆိုရင်သူပြောတယ်ဟဲ့ငချင်းမီဆွဲစမ်းကွာအဲအဲ့လိုမျိုးငချင်းမီနဲ့ဖြုတ်လို့ရတဲ့ချိန်မှာဖြုတ်မယ် ခုနလို rifle နဲ့တထောင်ချင်းပြစ်လို့ရတဲ့အချိန်မှာပြစ်မယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်တကယ်မိုက်တယ်ပေါ့နော်ပြီးတာနဲ့အဲ့မှာဒါဒီတေကင်မရာရိုက်ထားတဲ့ဒါဥဆောင်နေသူကအစပါတယ်ပေါ့နော်အဲ့မှာတက်ပြီးတော့အဲ့ဘင်းလေးပုံစံမျိုးနဲ့တက်ပြီးတော့ပြင်းတာပေါ့နော်မတည့်ရဲရဲနဲ့တက်ပြီးတော့စောတာပေါ့နော်ကွင်းမြောင်ကြီးနဲ့မှပြသူတို့ဘလို့ဖြစ်နေမလဲတော့မသိဘူးကျွန်တော်တို့ကကြည်ရစိတ်ပူတာပေါ့နော်ဒါပေမဲ့ဟိုဘက်ကစစ်ခွေးတွေရဲ့အခြေအနေကလည်းပြင်းနေတာမျိုးကြောင့်မလို့ဒီလိုမျိုးတက်ပြီးတော့ပြစ်တာဖြစ်မှာပေါ့ပုံ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 အာအကုန်လုံးဖြန့်ပြီးတော့ဝင်ကြရှေ့ရသွားတဲ့သူအနောက်ကဘေးကလိုက်တဲ့သူအဲ့လိုမျိုးနေပေါ့ဝင်ကြတာပေါ့နော်အဲ့မှာဒါ ဆဲအတန်ဆူအတန်ဖြဲအတန်တွေဆူညံတွေဆက်ထဲရအတန်တွေကိုအပြင်ကအတန်တွေရောပေါ့နော်အဲ့ထက်မှကြားလိုက်သေးရထမင်းလိုက်ဖို့နေတဲ့အတန်တွေရောဖဲဟုတ်လာဖို့ပါမလဲအဲ့လိုမျိုးတကယ်ကိုပျော်ပျော်ပါးပါးကြီးဗျာမိုက်တယ်အဓိကတော့တပ်ဖွဲ့တွေလှုပ်ဆောင်နေတဲ့ဟာကဟိုလှုပ်သိမ့်လှုပ်ထိုက်တဲ့အချိန်မှာလှုပ်သိမ့်လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်နေတဲ့ပုံစံမျိုးတိုက်ပွဲထဲမှာမြင်ရအတကယ်စစ်သားကောင်းတဲ့ပုံစံမြင်ရအဲ့ဒီအချိန်မှာကျွန်တော်အကြိုက်ဆုံးတစ်ခုပါအဲ့ပါလေဒီလက်ရုံးညုံပြီးတော့ပြောနေဟာဝမ်ဝမ်ဝမ်ကုန်းနေတယ်ကုန်းနေတယ်ဟဲ့အောင်ကုန်းကုန်း အဲ့လက်ညှိုးထိုးပြီးတော့ဗောနော်ပြစ်လိုက်ဖုံးဖုံးကိုယ်တိုင်ပြစ်လိုက်ဘီအတယောက်ဆွဲပြီးဟိုမှမှတွေ့လာတွေ့လာကုန်းနေရဲ့ဘာညာဆိုအဲ့အဲ့လိုမျိုးပြောပြီးပြစ်တဲ့ချင်းလမောင်းဘတ်တစိတ်အဲတော်တိုင်းတပ်ဖွဲ့တွေရဲ့ဘတ်တစိတ်ဗောနော်ပြီးရင်ယူနီဖောင်းနဲ့အဲအဲ့ဥစ္စာကိုကျွန်တော်မိုက်တယ်ကြိုက်တယ်ဗျာမျိုးလုံးတွေကမထွက်ဘူးအဲ့ခါတကယ်အားရစရာကောင်းတယ်ဗောနော်စစ်ကောင်စီဆိုတဲ့ကောင်တွေကိုဖြုတ်နေတဲ့တပ်ဖွဲ့တွေရဲ့ဒီဘက်ကအာဒီ ဘယ်လိုပြောဒီတွင်ကြီးဝဲဆောင်နဲ့ပတ်သက်ပြီးတော့ဒီဘတ်စိန်နဲ့ပတ်သက်ပြီးတော့ဘယ်ဟာကိုကိုစားပြုတယ်ဆိုတဲ့ဟာကခန်းစားချက်ကိုတကယ်ပို့ပြီးတော့ကောင်းစေတယ်ဗောနော်အဲအဲ့မှာတော့မိုက်တယ်ပြီးရင်အလောင်းတွေရပြီလက်နဲ့တွေရပြီအာဆူညံနေတာဗျာတတ်သွားရှင်းနေဗောနော်အဲ့မှာခုနပြောတဲ့ဒီလက်ညှိုးထိုးလိုက်ပြစ်လိုက်နဲ့လုံနေတဲ့ဟာတော့ကျွန်တော်မျက်လုံးထဲမှာဒါဒါလေးမှတ်မှတ်ရဖြစ်နေဗောနော်နောက်တော့ဒါဆက်ထဲမှာလည်းអော်နေတာဆက်ထဲမှာလည်းဘာဆက်ထဲမှာဆိုတာအချင်းချင်းပြောနေရဆက်ထဲမှာဒါကို့အဖွဲတွေអော်နေတဲ့အတန်ကိုကြားနေရတာဗောနော်ဖျောက်နေတက်လာခဲစမ်းတက်ခဲစမ်းအဲ့လိုမျိုးလေး ဘယ်အရင်တော့ကအဲ့လိုမျိုးပုံစံမျိုးဘယ်ဟုတ်မလဲဗျာဒါတပ်ဖွဲ့တွေမှာဒီជីជីတွေခဲရန်နေလက်နက်တွေမပြည့်စုံခင်အချိန်တုန်းကဆိုရင်အဲ့လိုမဟုတ်ခဲ့ဘူးပြီးတော့အတွေ့အကြုံတွေနှုတ်နယ်သေးတဲ့အချိန်ပေါ့နော်အစ်စ်ဘလို့တိုက်ရမလဲဆိုတာတော့မသိသေးတဲ့အချိန်တွေတုန်းကဆိုတော့အဲ့လိုဘယ်ဟုတ်မလဲသွားပြစ်မယ်ပြစ်ပြရတဲ့အချိန်တွေကောင်းရင်အိုးပြစ်ပြပြေးမယ်အချိန်တွေကောင်းရင်လက်နက်ကောက်မယ်မကောင်းရင်တိုင်းပြေးမယ်အဲ့အဲ့လိုပုံစံမျိုးနဲ့ပဲ စခဲ့ကြတာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီချိန်ကျတော့အဲ့လိုမဟုတ်ကျုံသွားတဲ့ကျုံသွားချက်တွေကစရောက်နေတက်လာခဲ့စမ်းမင်းတို့လာခဲ့စမ်းချိန်တဲ့လောက်လာခဲ့စမ်းအဲ့လိုမျိုးပုံစံမျိုးကြီးနဲ့ဖြုတ်နေတာကိုမြင်ရတာကြားရတာတကယ်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီဘက်ကနေပြန်ခန်းစားကြည့်တဲ့ခါကျတော့သူတို့တွေဘလောက်တော့ကြောက်နေမလဲကြောက်နေမလားဘာဖြစ်လို့ဒီအညာကိုသူတို့အယမ်းထင်သေးတာလေးသိရမလားဒါပေမဲ့အညာဘက်ကအဖွဲ့တွေကအခုလိုမျိုးကြီးပေါ့နော် စစ်ကိုစစ်နဲ့တူအောင်တိုက်ပြနိုင်တဲ့ဟာကြတော့ဟာဒီကောင်ကဖြားလောက်တယ်တိလားအော်ငါတို့အစီမပြေတော့ပြေးမှရတော့မယ်အဲအဲ့စစ်ကူရင်လည်းပြေးကြတာဖြစ်မယ်ဒီကောင်နဲ့ကုန်းကုန်းကြီးပြေးကြတာဖြစ်မှာပေါ့အဲ့မှာဒါရှင်းလန်းရှင်းရောဒါတနက်ရလို့ပျော်နေတဲ့ဟာတွေတွေ့ရတယ်အဲဗီဒီယိုဖိုင်ရိုက်တဲ့ဘက်ကိုလှည့်ပြသေးတယ်သူတို့လှည့်ပြပြီးတော့အယောက်နေ့ဒီကန်ကဘာကန်တော့အဲဒါပျော်နေတာအာတနက်ကြီးမြောက်ပြီးတော့အယောက်ဒီကန်ကဘာကန်တော့မင်းတို့စီယာကန်နေကွာအဲဗီဒီယိုကသူတို့ကြည့်ဖို့အတွက်ပြထားတာအဲမင်းတို့စီယာကန်နေကွာအဲမင်းတို့ကိုအမဲလိုက်တော့မှတိုင်ရင်ချင်းတော့အဲအဲ့အတိုင်းပြောတော့အဲ့ဒါလည်းမိုက်တယ်နော် တကယ်ကိုအမဲလိုက်နေကြတာအခုမြင်ရတဲ့ဟာကလည်းတကယ်အမဲလိုက်ပွဲပဲဘာလို့ဆိုအကုန်ဝိုင်းပြီးတော့ပေါ့နော်ဒီကွင်းပြောင်ပြောင်ကြီးထဲမှာပေါ့နော်လုံးဝအာဟိုဘက်ကတက်လိုက်ဒီဘက်ကတက်လိုက်ပုံစံမျိုးနဲ့ပြေးတဲ့နောက်တောက်လျှောက်ကိုလိုက်ပြီးတော့ပြစ်ခွဲနေတဲ့ဟာကြီးဟာတကယ်အမဲလိုက်နေတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါတကယ်အားရစရာကောင်းတယ်အဲ့ပြီးရင်ပြောသွားရရှိသေးတယ်အဲမင်းတို့အမဲလိုက်တော့မှတကယ်ချင်းတို့ပေါ့နော်အဲခင်ဦးတော့ကြုံလာနဲ့မှားသွားမယ်ပေါ့အာအဲ့ဒါလည်းမိုက်တယ်အဖွဲတွေကအဲကိုစားပြုတဲ့ကိုယ့်ရဲ့ data ကိုယ့်ရဲ့နေမျိုးကိုဘယ်လောက်ချစ်တယ်လဲဆိုတဲ့ဟာလေကျွန်တော်မြင်ရတယ် ဟာခင်ဦးဆိုရင်လည်းခင်ဦးအဲ့တန်းပြောမှာပဲကဏီဆိုလည်းကဏီပြောမှာပဲဗောနော်မြင်းညံဆိုလည်းမြင်းညံပြောမှာပဲဟဲ့အောင်မြင်းညံတော့ကြုံမလာနဲ့ဟဲ့အောင်ညောင်ဦးတော့တတ်မလာနဲ့အဲ့လိုမျိုးပြောမှာပဲအဲ့ဟာလေးကကုတေတာကုနေမီကိုဘယ်လောက်ချစ်ခင်မြန်လို့သလဲဆိုတဲ့ဟာလေးလည်းမြင်ရတယ်ဗောနော်အဲ့ကျွန်တော်တို့ဒီထောက်ဖို့ဗောနော်ထောက်ဖို့လုပ်နေကြတဲ့ပြည်သူတွေဆိုရင်လည်းအဲ့လိုပါပဲအငါတို့ရဲ့နယ်လေးအဲကျွန်တော်တို့ဒီဗီဒီယိုနဲ့ပတ်သက်လို့ပြောကြပြီးဆိုရင်လည်းတိုက်ပွဲနဲ့ပတ်သက်လို့ပြောတယ်အာကိုယ့်ရဲ့နယ်မြေရဲ့တိုက်ပွဲသတင်းများပါလာပြီးဟေ့ဆိုရင် ဝမ်းသာကြတယ်။အာကိုတက်ဖွဲ့တွေဘလိုတွေတောင်ကျုံးနေတယ်ဆိုတဲ့အကြောင်းလေးပြောကြရင်ဝမ်းသာကြအခုကိုယ့်နယ်မြေကိုကိုယ့်ရဲ့ဇာတိလေးကိုချစ်တဲ့စိတ်ပေါ့ဗျာအဲဥစ္စာဒါတက်ဖွဲ့တွေတမှာလည်းမြင်ရတယ်ပေါ့နော်အဲဥစ္စာနေရအနှက်မှာအဲ့လိုလေးတွေတွေ့ရတာကတကယ်တကယ်ချစ်ဖို့ကောင်းတယ်ပေါ့နော်တိုက်ပွဲအကြောင်းများပြောပြီးဟေးဆိုရင်အာကိုထမင်းအဲ့အကြောင်းမပါသေးဘူးနော်ကျမတို့နေရအကြောင်းမပါသေးဘူးရဲ့အဲ့လိုမျိုးလေးရှိရဗျာဒါဟုတ်ပါတယ်ဒါကျွန်တော်ကြံသွားခဲ့တယ်ဆိုရင်လည်းဒါခွင့်လွန်နားလည်ပေးပါပေါ့နော်တကယ်တော့ကျွန်တော်တက်ဖွဲ့တွေရဲ့အကြောင်းကိုအကုန်လုံးဒါတနိုင်ငံလုံးအနှက်မှာရှိတဲ့တက်ဖွဲ့တွေရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်ပြောချင်တာပါ တော့တစ်ခါကြာရင်ကျွန်တော်တို့လလန်းမမီတဲ့ဟာကြီးကြောင့်မလို့ပြောခွင့်မရတဲ့ခါမျိုးတွေဆိုလဲနားလည်ပေးပါဗောနော်အဲ့တော့အဲ့လိုမျိုးဟာလေးလည်းတွေ့ရတယ်ပြီးရင်ဒီ60မမကွန်မန်တို့စိတ်မျောနေရတာတွေ့တယ်လက်လက်တွေခဲရန်တွေထိုက်တဲ့လောက်ရတယ်ဗျာပြောရမယ်ဆိုရင်ဒါ၄၀လောက်လောက်ရှိမှထင်တယ်အဲဒီလောက်ထိကိုရခဲ့တာဗောနော်အဲ့မှာជីကာတွေជីကာအုတ်ထုတ်တွေဗောနော်အဲ့ဒါတွေလည်းရတယ်အဲ့မှာအဲ့မှာနောက်ထပ်တက်ဖွဲ့တွေအော်တာရှိသေးတယ် ဟဲ့အောင်ဘယ်မှာလဲကွန်မန်တို့တွေအဲဟဲ့ကွန်မန်တို့ဆိုတဲ့ကောင်တွေဘယ်မှာလဲဘယ်မှာတုန်းအဲလို့ပြောတာနော်ဘယ်ကောင်တွေတုန်းအဲဘယ်ကောင်တွေတုန်းအဲကောင်တွေဘယ်မှာလဲဆိုရဲပုံစံမျိုးနဲ့လိုက်ပြီးတော့ကိုတကယ်ပြအောင်မြင်တဲ့အခါကျတော့ဗျာကျုံွားတဲ့ကျုံွားချက်ကြီးတွေကဒီတစ်ဖက်ရန်သူဒီဗီဒီယိုတွေပြန်ကြည့်မယ်ဆိုရင်တော်တော်အသေးပေါက်လောက်တယ်ဗျာသိလားကျွန်တော်တို့တော့တကယ်အားရတာဗောနော် အဲ့ကြောင့်ဟာတကယ်မိုက်တယ်ဟမ်အဲ့ဒါလုံးလိုက်သေးရဟမ်နေပါလေလုံးလိုက်သေးရအဲ့တော့ဘဲကမာတော့ဘဲမာတော့ဟမ်အဲ့ဒါအဲ့လိုမျိုးတွေပါလုံးလိုက်သေးရတကယ်ကြောက်ဝင်ပြင်ပြောသေးရမင်းတို့ကြောက်ဝင်များမှတ်နေလားပေါ့အဲ့ဒါလည်းမိုက်မင်းတို့အတန်နဲ့၆လို့ငါတို့ကကြောက်သွားမယ်များမှတ်နေလားဆိုတဲ့ပုံစံမျိုးပြောသွားတာလည်းတွေ့ရတယ်အရင်လိုမရတော့ဘူးအဲအရင်လိုမင်းတို့လက်နဲ့ကြီးတန်းပေးုံနဲ့လင်းရင်တန်းပေးုံနဲ့တပွဲတွေကမရတော့ဘူးတပွဲတွေကဒါတွေနဲ့ပတ်သက်လို့ဒီအတွေ့အကြုံတွေများနေပြီအဲပြီးတော့ဒီဥစ္စာတွေပေါ်မှာကြောက်တဲ့စိတ်ဆိုတာကလွန်ခဲ့ပြီ ြံခဲ့ပြီပေါ့နော်အဲ့ကြားထဲကနေအောင်မြင်မှုဘလို့ယူရမလဲဆိုတော့စိတ်မျိုးနဲ့ပဲတိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်မင်းတို့စစ်ကောင်စီဘက်ကကောင်းတယ်မလွယ်တော့ဘူးမင်းတို့ဘယ်နေရာမှကိုမင်းတို့အထင်မသေးနဲ့တော့မင်းတို့ထင်သေးမင်းတို့ခံရမှာအခုလဲမင်းတို့မင်းတို့မှအဲ့လိုရှင်းနိုင်စရာအစွမ်းစားကိုမရှိတော့တဲ့အနေထားတက်ဖွဲ့တွေကဒီထက်ပို့ပြီးတော့တက်လာဖို့ပဲရှိတယ်ဒီထက်ပို့ပြီးပြည်သူမျိုးပဲရှိတယ်ဒီထက်ပို့ပြီးအရေးချင်းတွေပြည်ဝလာဖို့ပဲရှိတယ်တွေးကြုံတွေများလာဖို့ပဲရှိတယ်အဲ့လိုအဖွဲ့တွေကိုမင်းတို့လာပိုင်းလောက်တင်းတန်းတက်ပြီးတော့တိုက်ခိုင်းမဲ့ပါစတွေကရှင်းနိုင်မဲ့ထင်လို့လား အဲ့တော့ source လက်နဲ့ချပါအဲ့အဲ့တော့အဲ့ထဲမှာဆိုလဲဒါဖမ်းမိတဲ့ကောင်လည်းဘာမှပါတယ်ပေါ့နော်ဘာမှမလုပ်ဘူးတွေ့ရတယ်အဲ့အဲ့ကောင်ဖမ်းမိတဲ့အချိန်မှာလဲမင်းတို့ဘာမှမလုပ်ရင်ငါတို့လည်းဘာမှမလုပ်ဘူးငါတို့ကလူသားစာနာမှုရှိတယ်လူသားချင်းစာနာမှုရှိတယ်ဆိုရင်ပြောသွားဒါကလည်းဖြစ်တင်ပါတယ်လက်နဲ့ချပြီးအညံ့ခံပြီးဆိုတဲ့အချိန်မှာတော့ဒီလိုပုံစံမျိုးပဲပြုမှုချင်းချင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလက်နောက်ပြန်လေးကြိုးတုပ်ပြီးတော့တခါလဲခေါ်သွားပါဘောနော်အဲ့မှာကျွန်တော်စိတ်မကောင်းစရာတစ်ခုလည်းတွေ့ရသေးတယ်အဲ့ဘာလဲဆိုတော့တပ်ဖွဲ့တွေရဲ့လက်နဲ့ခဲရန်မကောင်းတဲ့အရာပေါ့နော်အဲ့မှာသွားနေရင်လည်းသူပြောသေးတယ်ငါ ။ဟောရင်ငါကန်းတော့လစ်သွားပြီပေါ့နော်။မောင်းနှုံးနေရောဘာတွေရောဖြုတ်ပြီးလွဲတဲထိတ်လဲရပြီ။ဟုတ်တယ်ဟုတ်တယ်။အဲ့လိုမျိုးဖြစ်စဉ်တွေကရှေ့ဒါတိုက်ပွဲဗီဒီယိုတွေတော်တော်များများမှာလည်းတွေ့ရတယ်။ပဇက်ကနေတော့ကြုံသွားနေတာပဲလက်ထက်တန်းကထုရိုက်နေရတာပေါ့နော်ပဇက်ကနေတော့လာသားမျိုးတက်ခဲ့စမ်းဆိုရကြုံနေတာတကယ်အဲ့လိုမျိုးအဖွဲတွေသိလားအော်လက်ထက်တန်းကမကောင်းဘူးအဲ့တန်းတွေအဲ့ခဲရန်နေတာကောင်းတယ်ဆိုလို့တော့အဲ့ခုနပဇက်နဲ့လက်နဲ့တထထဲကြာမှာသိလားအဲ့တော့တက်ခဲ့စမ်းတက်ခဲ့စမ်းအဲ့လိုဖြစ်နေရပါ ခုကြားလို့မဟုတ်ဟိအောင်တက်ခဲ့စမ်းတက်ခဲ့စမ်းဆိုထုရိုက်နေရအောင်နော်အခုဆိုရင်ဂန်းကလစ်သွားလို့ဒါမောင်းလုံးနေရောဘာတွေအကုန်ဖြုတ်ပြီးတော့ဒါအိတ်ထဲမှာထည့်လာခဲ့ရတယ်ဆိုတော့ဖြစ်မျိုးတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီဟာတွေကထပ်ပြီးတော့ပြေဆုံးလာဖို့အတွက်ကကျွန်တော်ဝိုင်းပြီးစူးစမ်းကြမှာပေါ့နော်အဲပြည်သူတွေလည်းဝိုင်းပြီးကူညီကြမှာပေါ့အဲပြီးရင်ဒါတပ်ဖွဲ့တွေကအခုတင်းစီရမြင့်ရဲ့လက်နက်ခဲရနေဆိုလဲရတာရှိတယ်အဲ့တော့မဘူပါနဲ့ ပြည်သူတွေမကူညီနိုင်ဘူးဆိုရင်တော့ဘာဘာကြီးကူညီလိမ့်မယ်ဘာဘာကြီးအများတန်းကူညီတယ်အခုဆိုလဲကြည့်ဘာဘာကြီးတို့ပစ္စည်းတွေလာမယူတော့ဘူးလားဒီဘက်တွေကြီးကားတွေဘာတွေဆွဲပြီးတော့တက်လာတဲ့အချိန်မှာမေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေလဲဒါကြောင့်တွေ့ရတော့အားရတာကောင်းတာပေါ့နော်ပြီးရင်အဲ့ထက်မှအကြိုက်ဆုံးတစ်ခွက်ပါအဲ့ဘာလဲဆိုတော့ဟေ့အောင်ဘာကျမ်းတာတော့ပေါ့နော်အဲ့တုံမန်းကိုမေးတယ်ဟေ့အောင်ဘာကျမ်းတာတော့ပေါ့နော်မင်းတို့စစ်ကြောင်ဘာကျမ်းတာတော့အတိကျမ်းတာလားပေါ့နော် အဲ့ဒါတကယ်တကယ်ဘီနုစစ်ကြောင်အသေးကျန်းတာနေမှာပါကွာဆိုပြီးတော့ဖဲ့သွားသေးတာမဲရရဆိုထဲ့သွားသေးတာဟုတ်တယ်ဒီကောင်းနေအသေးကျန်းနေတာအခုအဲ့တိုက်ပွဲမှာဆိုလဲအများကြီးပဲသူတို့တွေထွက်ပြေးရတယ်စစ်ကြောင်တစ်ခုလုံးပြတ်တယ်ဗောနော်ကုပါကဲပါယူပါထစားစားအဲ့လိုပုံစံမျိုးတွေအထိဖြစ်သွားတဲ့အနေထားအဲအဲ့လိုမျိုးဖြစ်သွားပြီးရဲ့နောက်မှာကိုပဲတပ်ဖွဲ့တွေကဒါလုံးဝကွင်းမြောင်ပြောင်ကြီးထဲမှာအာရေဆက်ဆက်နဲ့ပေါ့နော်ဘာမှအကာအကွယ်မရှိတဲ့နေရာမျိုးမှာဒီလိုအောင်မြင်မှုကိုလုံးဝကြကုတ်ကြခင်းနဲ့ရယူနိုင်ခဲ့တယ်ဆိုတော့ဟာကလည်းအားရလို့အခုလိုမျိုးပြောပြခြင်းဖြစ်တယ်ပေါ့နော်အဲကျွန်တော်ကြည့်တဲ့ခါတိုင်းမှာအဲ့လိုမျိုး တချို့အားနေချက်ထားတာလေးတွေရှိတယ်ဗျာလိုအပ်ချက်ဟာလေးတွေရှိတယ်အဲ့ဒါကတော့တပ်ဖွဲ့ရင်းနဲ့စုံတဲ့ခါကျရင်ကျွန်တော်တို့ပြောပြလိမ့်မယ်ပေါ့နော်အဓိကတော့အဲအားရစရာကောင်းတဲ့အချက်တွေပဲရွေးထုတ်ပြီးပြောတယ်ဆိုတာကကျွန်တော်ကိုယ်တိုင်အဲ့ဟာလေးကြီးကြည့်ပြီးကြည့်တဲ့အချိန်မှာစက်သိန်းတွေပါထားပြီးတော့အားရလို့ပြောပြတာပါနော်အာအဖွဲတွေရဲ့ကြုံမချက်ကြီးတွေကမိုက်တယ်ပါနော်အဲတချို့နေရာတွေမှာတော့အဲ့လိုလူစုတဲ့နေရာမျိုးတွေပါနော်အဲဒါကျွန်တော်လူခွဲတဲ့နေရာမျိုးတွေလိုအပ်တာလေးရှိတယ်အဲပြီးတော့ကျတော့ပြစ်တဲ့အခါတက်ရှင်းတဲ့အခါမျိုးတွေပါပေါ့နော်ရှေ့ရောက်နောက်ရောက် နေရာမျိုးတွေကလည်းဒါအဖွဲတွေကတော့ပို့ပြီးတော့တိမာပါမြေပြင်မှာသူတို့လုံနေကြတာဆိုတဲ့အတွက်ပါနော်သူတို့ရဲ့အတွေ့အကြုံတွေကလည်းစကားပြောပါလိမ့်မယ်ဒါပေမဲ့တချို့အမြင်တွေမှာကျတော့ကျွန်တော်ကဗီဒီယိုတွေရဲ့ဟာတွေပဲမြင်ရတဲ့အပေါ်မှာအားမရဘူးတွေဘာညာတွေတပြောနေလို့မရဘူးတပ်ဖွဲ့တွေအခုအောင်မြင်ခဲ့တယ်ရလက်ထွက်တယ်အဲ့တော့သူတို့ရဲ့လိုအပ်တဲ့လိုအပ်ချက်တွေကိုသူတို့တေချာပေါက်သိတယ်။တိုက်ပွဲပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာသူတို့တေချာပေါက်ဒီကနေပြီးတော့သင်ကန်းစာတွေပြန်ယူလိုက်မယ်။အဲ့တုန်းကငါတို့ဘလို့ဖြစ်လို့ငါတို့ဒီလောက်ထိအောင်မြင်ခဲ့တာလဲ ဘလို့ဘယ်ဟာကအဓိကကြာသွားတာလဲဟာအဲ့တုန်းကငါတို့ဒီထက်ပိုပြီးတော့ဘယ်နေရာမှာဘာလို့လိုက်ရင်ဘလို့ကောင်းသွားမယ်ဆိုတဲ့ဟာမျိုးတွေကတက်ဖွဲ့တွေတေချာပေါ့လှုပ်ပါလိမ့်မယ်ပေါ့နော်လှုပ်လဲလှုပ်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်အဓိကတော့ကိုယ့်ရဲ့တက်ဖွဲ့တွေဆွမ်းဆောင်ရင်ပိုပြီးမြင့်တက်လာစီဖို့အတွက်ကဒီတန်မှုတွေအနေနဲ့ဒါတွေကိုအမြဲတမ်းသင်ယူလေ့လာနေမှဖြစ်မယ်ပေါ့နော်အဘယ်ဘဲဖြစ်ဖြစ်တက်ဖွဲ့တွေအခုလိုမျိုးကြမ်းပြီးတော့ပေါ့နော်ကြမ်းတော်ပြီးတော့စစ်ကောင်စီရကောင်တွေကိုအမဲလိုက်တဲ့ပွဲမျိုးတွေကျွန်တော်အများကြီးမြင်တွေ့နေရတာတကယ်အားရစရာကောင်းပါတယ်ပေါ့နော်အဲ့တော့အဲ့အတွက်လည်းယေရှုတင်ပါတယ် တပ်ဖွဲ့တွေမပြည့်မစုံတာတွေအများကြီးတွေ့ရလိမ့်မယ်အဲ့တော့ပြည်သူအနေနဲ့လည်းတက်နိုင်သလောက်ဝိုင်းပြီးတော့ကူညီပေးကြပါပါเนาะအဲဘယ်နေရာမှာပဲဖြစ်ဖြစ်ခင်ဦးရမှာမဟုတ်ပါဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီလိုမျိုးတိုက်ပွဲတွေကမြေပြင်မှာအများကြီးရှိတယ်ထုတ်ပြခွင့်မရလို့သာထုတ်ပြခွင့်မရသေးလို့သာကျွန်တော်တို့သိခွင့်မရသေးပါဘူးเนาะအဲ့တော့ဝိုင်းပြီးတော့ကူညီပေးကြစေချင်တယ်နောက်တစ်ခုကတော့ဒါသမရထရပ်သမရထရပ်သမရထရပ်ကကုလသမဂ္ဂကိုဖိလိုက်တယ်ဖိလိုက်တယ်ပြန်ပြီးတော့ခနဲ့လိုက်တယ်သူပဲပြောပါတော့ဗောနော်အဲ့မှာဆိုရင်ကြောင်းစာပဲထိုင်ထုတ်နေလို့ဗော ကြည့်ရတာတော့မြန်မာပြည်သူတွေရဲ့ comment တွေများဖတ်ပြီးတော့ပြောလိုက်သလားမသိဘူးပေါ့နော်အဲ့မှာဒါသူဝေဖန်သွားတယ်ခနဲ့သွားတယ်ပေါ့နော်အဲခက်ခဲတဲ့ညီနိုင်မှုတွေမလုပ်ချင်ကြဘူး ဒီလိုဆိုရင်ဒါကုလသမဂ္ဂဒါရှိနေတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတဲ့ပုံစံမျိုးတွေပြောသွားတယ်ဒါကုလအနေနဲ့ကပေါ့နော်စကလုံးကြီးကြီးတွေနဲ့စာထုတ်ဖို့ပဲဖြစ်နေတယ်ဆိုပြီးတော့ပြောသွားတယ်အားပါစရာကြီးနော်အဲ့လိုကြီးပြောသွားတယ်ဒေးကြီးပြီးရင်အဲ့ဒီစာတွေအတိုင်းလဲဒါဆက်ပြီးတော့မလုပ်ကြဘူးတဲ့အဲ့ဒါကစကလုံးတွေပဲတက်တက်ပဲဖြစ်တယ်ပေါ့နော်စကလုံးတွေပဲဖြစ်တယ်အဲ့ဒီစကလုံးတွေကစစ်ပွဲတွေကိုမရက်စေနိုင်ဘူးဒါအမှန်မဲ့သူပြောတဲ့ဟာကဒေးကြီးပေါ့နော်ဒါပေမဲ့အဲ့ဥစ္စာကလည်းတုံးအားတစ်ခုဖြစ်လာမယ်ဆိုရင်တော့ ဒါကျွန်တော်တို့အတွက်ဒါကောင်းတယ်ပေါ့နော်အဲဒါကဘာပေါ်ကအခုလိုမျိုးဆစ်ဖြစ်နေတဲ့နေရာမျိုးတွေမှာပေါ့နော်စိုးရိမ်နေကြီးပဲထိုင်လို့နေလို့မရဘူးဆိုတဲ့အကြောင်းကိုဒီလိုမျိုးကြီးဒေးပြောသွားတာလေအားရစရာပဲပေါ့နော်အဲ့ဒီစကလုံးတွေကဆစ်ပွဲကိုမဖြည့်ရှင်းပေးနိုင်ဘူးဆစ်ပွဲကိုဖြည့်ရှင်းပေးနိုင်တာကအရေးတူလှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေသာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပြောချသွားအဲ့ဒါမိုက်တယ်အဲ့ဒါတော့ထောက်ခံတယ်ပေါ့နော်ထောက်ခံတယ်အဲ့တော့ trunk ကဒါမြန်မာပြည်သူတွေရဲ့ကွန်မန့်တွေကိုဖတ်ပြီးတော့ဒါတက်ပြောသွားတာလားလဲမပြောတတ်ဘူးပေါ့နော်မြန်မာကိုယ်သားပြောနေတဲ့အတိုင်းပဲ အမြဲတမ်းစိုးရိမ်နေစိတ်ပူတယ်ပဲဒါတခါလေကြာရင်တို့စိတ်မပူမှတော့မှကျွန်တော်တို့ကပြန်စိုးရိမ်နေရတဲ့အနေသားအဲအဲ့လိုမျိုးရေးကြပြကြရရှိတယ်ပေါ့နော်ဟုတ်တယ်လေတကယ်လည်းမှန်ပါတယ်ဒီလောက်ကြီးထိပေါ့နော်ဒါလုံနေတဲ့ဒီရက်ဆက်ရုံမှမှုတွေကိုဒီတိုင်းပဲထိုင်ကြည့်နေလို့မရဘူးဗျာအဲအဲ့လိုမျိုးထိုင်ပြီးဆူတောင်းနေလို့မရဘူးဗျာဒါက trend ကဒါကုလကပေါ်မှာပြောတဲ့ဒီစကားပေါ်မှာပေါ့နော်စကားပေါ်မှာကြည့်ရချိန်ထိုးကြည့်ရရင်ကျွန်တော်တို့ဒါလက်ရှိမြေပြင်မှာဖြစ်နေတဲ့ အဲစစ်ပွဲတွေပေါ့နော်ဒါတော်လိုင်းနဲ့ပတ်သက်တဲ့တိုက်ပွဲတွေမှာလည်းအဲ့လိုပုံစံမျိုးပဲကျွန်တော်တို့လုပ်ရလိမ့်မယ်အသင်ကန်းစာအနေနဲ့တွေးမိတာပေါ့လေနော်ဟိုအာဝမ်းနေတယ်စိတ်မကောင်းဖြစ်တယ်ဒါကြီးပဲထိုင်ပြောနေလို့မရဘူးဟာအနေရကင်းပါစေဘေးကင်းပါစေဆိုပြီးတော့ဒီလိုကြီးပဲထိုင်ပြီးတော့ဆူတောင်းပေးနေလို့လည်းမဖြစ်ပြန်ဘူးပေါ့နော်ဒါကကျွန်တော်တို့ကဆူတောင်းနေတာဟုတ်တယ် ကျွန်တော်တို့မှဆူတောင်းစရာပဲကြံတော့တယ်ဆိုရင်တော့လေတမျိုးပေါ့လေနော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီတက်ဖွဲ့တွေကိုဒီတက်ပို့ပြီးတော့ကောင်းမွန်အောင်ပြေစုံအောင်လုံလောက်အောင်တိုက်ပွဲတွေပို့ပြီးတော့အောင်မြင်နိုင်အောင်အနောက်ကနေတစ်ခုခုလှုပ်ပေးနိုင်သေးတယ်ဆိုရင်တော့အဲ့ဆူတောင်းတောင်းနေနဲ့အဲ့ထက်ပို့ကောင်းတဲ့ကျွန်တော်တို့လက်တွေ့လှုပ်တွေလှုပ်ပေးကြကျွန်တော်တို့900တက်နိုင်လားကျွန်တော်တို့1000တက်နိုင်လားကျွန်တော်တို့1000တက်နိုင်လားအဲ့အာမျိုးပေးလိုက်အဲ့ဒါကဆူတောင်းတာထပ်ပို့ပြီးတော့ထိရောက်တယ်ပေါ့နော်ဒီတိုက်ပွဲတွေအနိုင်တိုက်ဖို့အတွက်ကခုနလိုစစ်ကောင်စီကြာရှုံးပါစေဆိုတဲ့စကားမျိုးနဲ့လည်းမရတော့ဘူး စစ်ကောင်စီဘုံကျဲနေတဲ့တက်ဖြတ်နေတဲ့ဒါဖြစ်ရဆိုးတွေကိုကျွန်တော်တို့မြင်တွေ့ရတဲ့အချိန်တိုင်းမှာဟာရုံမှလိုက်တဲ့စစ်ကောင်စီတူတော့အကျိုးခံစားရပါစေဆိုတဲ့ပုံစံမျိုးလောက်နဲ့ဆူတောင်းလို့မရတော့ဘူးအဲအဲ့လိုမျိုးလုပ်နေတဲ့တက်ဖွဲ့တွေရှိတယ်စစ်ကောင်စီကြာရှုံးမှုအတွက်ကိုမြေပြင်မှာအတက်နဲ့ရင်းပြီးတော့တိုက်ပွဲဝင်နေကြတဲ့တက်ဖွဲ့တွေရှိတယ်အာအဲ့တက်ဖွဲ့တွေစီကိုခုနလိုမျိုးကိုတက်နိုင်တဲ့ပုံစံမျိုးနဲ့အာထောက်ပံ့ပေးကြမယ်ဝိုင်းဝန်းကူညီပေးကြမယ်ဆိုရင်အဲ့ခုနဆူတောင်းတဲ့ဟာတက်ပို့ပြီးထိရောက်တဲ့ဟာတွေဖြစ်လာလိမ့်မယ် အဲ့ဒီဆူတောင်းတွေကိုပြည့်အောင်လုပ်ဝေးနိုင်မယ့်အဖွဲ့တွေကျွန်တော်တို့ကအများကြီးရှိတယ်။အဲ့ဒီတပ်ဖွဲ့တွေကိုကျွန်တော်တို့ကောင်းကောင်းလေးပြန်ပြီးတော့တိုက်ပွဲဝင်နေအောင်လုပ်ပေးကြဖို့လိုတယ်ပေါ့နော်။နောက်တစ်ခုကတော့ဒါ Trump ကိုလည်းကျွန်တော်တို့ဂျုံလုံးလေးပြောချင်တာ။နောက်တစ်ခါဂျုံတဲ့ခါကျရင်ပေါ့နော်ဒီတကားဖွင့်လိုက်ပြေးလိုက်လုံနေတဲ့အကြောင်းလေးလည်းဒါမေးမေးပါအောင်ပေါ့နော်။ဒါသူတို့အတွက်လည်းစိုးရိမ်လို့ပါ။အဲ့တော့ဒါ Trump ပြောတာကိုဒါ UN အနေနဲ့လည်းဒါစိုးရိမ်နေပါလိမ့်မယ်။ဒါပေမဲ့လေအဲဒီကနေပြီးတော့ကျွန်တော်တို့သင်ခန်းစာယူရမယ့်ဟာတွေရှိတယ် သူခုလိုပြောလိုက်တဲ့စကားတွေကလည်းတကယ်ထိရောက်ပါတယ်တကယ်ထိတိမိမိဖြစ်စေတဲ့စကားတွေဖြစ်တယ်ပေါ့နော်အဲ့တခုကတော့ဒါလောကလက်ခံရလိမ့်မယ်ပြီးတော့အဲ့ပုံကနေပြီးတော့ကျွန်တော်ဒီတော်လိုင်းမှာပါဝင်နေကြတဲ့မိဘပြည်သူတွေအနေနဲ့တော်လိုင်းကိုအားပေးထောက်ခံနေကြတဲ့မိဘပြည်သူတွေအနေနဲ့အဲ့ထက်ပိုတဲ့လှုပ်ဆောင်ချက်တွေကျွန်တော်လုပ်ပြနိုင်ဖို့လိုတယ်ဆိုတာလေးလည်းပြောချင်တယ်ပေါ့နော်ဒါကလည်းတကယ်ရည်ကြီးတဲ့ချက်တစ်ခုဖြစ်တယ်နောက်ထပ်သတင်းတစ်ခုကတော့တပွဲဒါတန်မှုတွေဆိုတဲ့ကောင်နေပေါ့နော်တန်မှုဒုတိယဒုတိယဘုံမှုကြီးဆိုတဲ့တန်ရင်မှုဆိုတဲ့ကောင်နေမြေပြင်မှာပိုးသောပသက်တွေဒီရက်ထဲမှာဖြစ်နေတာအာဖြစ်စဉ်တွေကိုဆက်လို့ တဝဲမှာဖြစ်လိုက်ဟိုမှာဖြစ်လိုက်အာမျိုးစုံပေါ့နော်နေရာကမှာကိုဆက်နေတာအညာမှာလည်းဒုတိယဘုံမွေးသေးတယ်ကချင်မှာလည်းဒုတိယဘုံမွေးသေးတယ်အခုတဝဲမှာလည်းတန်ရရပြန်ပြီပေါ့နော်အဲ့ကောင်လည်းဟိုနေရာလို့ ဒါလုံးဝလမ်းပါနေအသက်မမီပဲအသက်မရှူတာမျိုးတွေဖြစ်စေချင်တယ်ဗောနော်အဲတဝဲမှာလည်းဒါစစ်ကောင်စီကအထိနာတယ်ခုနှစ်ဦးတည်တယ်ဒဏ်ရာရတယ်ဒဏ်ရာရက9ဦးရှိတယ်အဲ့ဒီထဲမှာခုနပြောတဲ့ဒုတိယဘုံမွေးဆိုတဲ့ကောင်ပါတယ်တယုံမှုစစ်ကြောင်းမှုဖြစ်မှာဗောနော်အဲ့ကောင်ပါတယ်တဝဲထီကီလန်းကဒါပကာကြီးကျေးရွာနဲ့ဒါပကာကြီးကျေးရွာနားကဗောနော်ရကန်းစင်ဘုံကြီးကျောင်းထဲမှာစစ်ကောင်စီကယာယီအခြေပြုထားတယ် စစ်ကောင်စီတက်ဆွဲထားတယ်ပေါ့ဗျာအဲ့ကောင်တွေတက်ဆွဲပြီဆိုရင်အဲ့လိုနေရာတွေကြီးပဲเนาะကြည်ကြည်လာအဲ့လိုနေရာတွေကြီးပဲတက်ဆွဲတာအဲ့တက်ဆွဲပြီးတာနဲ့ဒါပြစ်ပြစ်ပြီးဟေခတ်ပြီးဟေဆိုတဲ့ခါကျရင်တက်ဖွဲ့တွေကဝင်ပြစ်ပြီးဟေဆိုတဲ့ခါကျရင်ဒီကောင်တွေအဲ့နေရာကိုလေးချောင်းပုံကျဲပြီအဲ့လိုမျိုးပဲအခုလည်းအဲ့ပုံစံမျိုးပဲအခုတက်ဖွဲ့တွေကအဲ့ရကန်းစင်ဘုံကြီးကျောင်းထဲမှာယာယီတက်ဆွဲလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတက်ဖွဲ့တွေကဝင်ပြင်းတယ်ဒါကတော့ဒါသူတို့ဘက်ကတော့ပြောတာတော့ရှိတယ်ဆိုတော့ အာတူရင်းတပ်ဖွဲ့တွေဆိုတော့ကောင်တွေကပါနော်ဒီသာသနာအဆောက်အုံတွေသာသနာနယ်မြေတွေဘုန်းကြီးကျောင်းတွေဗလီတွေအဲဒီလိုမျိုးဖျားကျောင်းတွေမှာပဲလိုက်ပြီးတော့တိုက်ပွဲတွေလုပ်နေတယ်မဟုတ်ဘူးမင်းတို့ကောင်တွေအဲ့ဒါကိုင်းမြေမှာသွားနေလေမင်းစကောင်စီကောင်တွေမနေနဲ့လေအဲ့ဘုန်းကြီးကျောင်းနဲ့မင်းတို့မင်းတို့မရှိတဲ့နေရာကိုပီတီအက်ကသွားပြီးတိုက်ချာအကြောင်းကိုမရှိတာပီတီအက်ကမင်းတို့ရှိတဲ့နေရာတွေပဲလိုက်တိုက်မှာအဲ့တော့ကြမင်းတို့ကောင်တွေနေလေမင်းတို့စမ်းပါမင်းတို့နေလေမင်းတို့လမ်းပေါ်မှာနေလေမင်းတို့ဘုန်းကြီးကျောင်းလည်းမနေနဲ့အဲ့ဆိုရင်ဘုန်းကြီးကျောင်းမတိုက်ဘူးလမ်းပေါ်မှာနေအဲ့ဒီကလမ်းပေါ်ထိလိုက်တိုက်လိမ့်မယ်ပီတီအက်က အဲအဲ့လိုမျိုးပါအဲအကြောင်းမြို့ဘက်ကကောင်တွေတရားတော့ကြတယ်မြင်သူကိုလုတ်တဲ့ဟာကြောင့်မြင်သူမြောက်ပဲလိုက်လက်ညှိုးထိုးနေအေးလုတ်ပြန်ပြီဖုန်းညောင်းလုတ်ပြန်ပြီဝင်ပြက်ပြန်ပြီမြို့ဖုန်းညောင်းလည်းမသွားနဲ့ဖုန်းညောင်းလည်းမသွားရင်ပီတီကဖုန်းညောင်းလည်းမလိုက်ဘူးအေးမြို့ကိုနောက်ကိုတော့လိုက်ပါမြို့ဘယ်သွားသွားကိုတော့လိုက်ပါအဲဘလိုပဲဖြစ်ဖြစ်ဒါပီတီတွေကအဲ့ဖုန်းညောင်းတဲ့ကိုဝင်ပြီးတော့စစ်ကောင်စီတတ်ဆွဲထားတဲ့အတွက်ဝင်ကျုံးကြတယ်ကျုံးတော့တိုက်ပွဲနှစ်ရက်ဖြစ်နှစ်ရက်ဖြစ်ပြီးရဲ့အချိန်မှာထုံးစံတိုင်းစစ်ကောင်စီကထွက်ပြေးတယ်ဒါပဲနောက်ဆုံးဇလန်အဲ့ဒါပဲစစ်ကောင်စီ သွားဆက်တက်ဆွဲတယ်တက်ဖွဲ့တွေကလာပစ်တယ်အဲသူတို့အနည်းဆုံးခံပစ်တာမျိုးတွေလုပ်မယ်တချို့ကျရင်ချက်ချင်းထွက်ပြေးတယ်အဲအဲ့လိုပြီးရတယ်သူတို့အထိနာမယ်ပြီးရတယ်ပြန်ဆုပ်မယ်ပြီးရတယ်အဲ့နေရာလက်နဲ့ကြီးပစ်မယ်လေချောင်းကျင်မယ်ဒါပဲဒါပဲဒီကောင်လေးတည့်ရဲ့ထုံးတယ်အဲ့ဒါပဲအဲကြတော့ဒါထွက်ပြေးသွားတယ်လက်နဲ့ခရမ်းနေတင်းစီရမိတာချိရဲ့အဲအဲ့မှာဒါခုနပြောတဲ့ဒါဒုတိယဗိုလ်မှူးကြီးဆိုတဲ့တယင်းမှုဆိုတဲ့ကောင်နေပေါ့နော်အဲအဲ့လိုအစ်စ်နေကမြေပြင်မှာအဲရေတွက်လို့မရတော့ဘူးအခုဒုတိယဗိုလ်မှူးကြီးဆိုတော့အရောက်ရာနဲ့ချီနေလောက်ပြီ อืมအဲ့လိုမျိုးပုံစံမျိုးတွေတည်နေကြရတယ်တန်ရနေကြရအများကြီးရှိတယ်အဲကောင်ဆိုလဲဘယ်နေ့အသက်ထွက်မလဲမပြောတတ်ဘူးပေါ့အဲကြတော့တဖွဲ့အနေနဲ့ကဒါစီရေးအခြေအနေကိုဂယူဆိုင်ကြဖို့ဒီကတော့ပြည်သူတွေပေါ့နော်ဂယူဆိုင်ကြဖို့ပြီးတော့လေချောင်းအန်ရယ်ကိုအထုဂယူပြုကြဖို့ဆိုပြီးတော့တောင်းဆိုပြစ်တာရဲ့ခံတာတွေရှိတယ်အဲ့ဒါတွေကိုလည်းလိုက်နာပြီးတော့လှုပ်ဆောင်ပေးကြစေချင်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်နှထိုးကြီးကိုဒါစစ်ကောင်စီကအင်အားတထောင်ကျော်နဲ့ဒါစစ်ကြောင်းထိုးလာရရှိလာတယ်နှထိုးကြီးကိုတကယ်အမောက်ကျိတ်ကျင်တဲ့ပုံစံမျိုးနဲ့ကိုလုံနေတာဒီမြင့်ညံနှထိုးကြီးတောင်းသားဒီအိုက်ဘက်ချမ်းတွေပေါ့နော် အဲ့ဘက်ချမ်းနေမှာရှိတဲ့တော်လိုင်းတက်ဖွဲ့တွေကိုဘသူအကူညီနဲ့သူကအဲ့လိုမျိုးလှုပ်ချင်နေရလဲဆိုတော့တီတာယုမွန်အဲ့ကောင်မအကူညီနဲ့တီတာယုမွန်ဆိုရင်အခုစစ်တပ်ကအထက်ပိုင်းကကောင်တွေကအောက်ကသူတို့ရဲ့လောက်ငယ်သားတွေထထောင်ပို့ပြီးတော့ယုံနေတာလေဗျာပို့ပြီးတော့အားကိုးနေတာလေအဲ့ကောင်အဲ့ကောင်မတွေကိုအဲအဲ့လိုမျိုးကတော့မကတော့ကွာအဲအခုလည်းအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါတို့ဒါတီတာယုမွန်တို့အဖွဲ့နဲ့လည်းပေါင်းနေစစ်ကောင်စီကလည်းအင်အားတထောင်ကျော်နဲ့စစ်ကြောင်းထုတ်တာတွေလုပ်တယ် အဲတို့ထိတွေ့မှုတွေလည်းရှိတယ်ထိတွေ့မှုရှိလို့ဒါဝိုင်တွဲနဲ့ပြစ်ကူပေးပြီးတော့တာယာအေးရွာတဲ့ကိုဝင်ရောက်သွားတာရှိတယ်အဲ့လိုအဲ့လိုဝင်ရောက်သွားပြီးနောက်ပိုင်းမှာအဲ့စစ်ကြောင်းကအင်အားတစ်ထောင်ကျော်စစ်ကြောင်းကစစ်ကြောင်းအသေးလေးတွေအများကြီးခွဲပြီးတော့ရွာချင်းလှည့်ပြီးတော့အခုနထိုးကြီးကိုဥတည်နေတယ်ဆိုတဲ့ဟာသိရတယ်ဗောနော်အဲ့အဲ့လိုမျိုးလုပ်တဲ့ချိန်မှာဒါမလိုင်မြို့နယ်တဲကနေဒါတီတော်ရွတ်မှုအဖွဲ့ကအင်အားတရာကျော်ပါတဲ့စစ်ကြောင်းဗောနော်အဲ့စစ်ကြောင်းကဒါ25ရက်ညမှာပဲဗောနော်နထိုးကြီးကိုဒါမလိုင်ကနေတဆင့်စစ်ကြောင်းထိုးတယ် အဲပြီးရင်အဲသူတို့လာတဲ့လမ်းတစ်လျှောက်မှာရှိတဲ့ဒါမကြီးပင်ပူတို့တမန်ကန်တို့အဲတုံးတောင်ညောင်အုပ်တို့အဲအဲ့လိုမျိုးနေရာတွေကိုဒါစစ်ကြောင်းထိုးပြီးတော့တောက်လျှောက်လာတယ်လာပြီးတော့ခုနကဒီစားကစားစစ်ကြောင်းနဲ့အခုဆိုပူပေါင်းသွားပြီပူပေါင်းသွားပြီးတော့သူကနှထိုးကြီးကိုဥတည်နေတယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့တော့စစ်ကောင်စီကဘောနော်အခုဆိုရင်သူ့ရဲ့စစ်သားတွေထက်အခုလိုပြူစောတိမတွေကိုသွားပြီးတော့အာကိုနေရတယ်ဆိုတော့မြို့အောက်ခြေကစစ်သားတွေလည်းသူတို့အာကိုရတာပြီးတော့ဒါအခုအဲ့လိုမျိုးလှုပ်လာနေတယ်ဆိုတဲ့ဟာက ဒါပြူစောတိတွေကိုပို့ပြီးတော့မြှောက်ပင့်ပြီးတော့တွန်းအားပေးနေတယ်ဆိုတဲ့ပုံစံမျိုးကြီးလည်းဖြစ်စေလိမ့်မယ်။အဲကောင်တွေကအခုလိုမျိုးတရားဝင်တရားထွက်ရွာသူရွာသားတွေကိုဒုက္ခရောက်အောင်လုပ်ပြီးရင်ရွာသူရွာသားတွေရဲ့ဒေသခံတွေရဲ့ပစ္စည်းအုပ်စာတွေကိုဒါခိုးယူတာတွေလူယူတာမျိုးတွေတယ်ဆောင်သွားတာမျိုးတွေလုပ်တယ်ကိုကျိုးရှာတယ်အဲ့လိုပုံစံမျိုးနဲ့ကိုကျိုးရှာနေတဲ့ကောင်တွေဖြစ်တယ်ဗောနော်အဲ့ကောင်တွေကိုအမြန်ဆုံးအမြင့်ပြတ်အောင်လို့တလိုင်းတက်ဖွဲ့တွေဝိုင်းပြီးတော့ကြိုးစားပေးကြစီခြင်းတယ်ဗောနော်အဲ့ကောင်မှအတန်ကိုကြားဖို့မကြားချင်တော့တာတကယ်အဲ့တော့တကယ်တော်တော်ရုပ်ရုံမှမှာပုံစံမျိုးဖြစ်နေတာဗောနော် ။အဲတော့ကျတော့တပ်ဖွဲ့တွေအနေနဲ့ကလည်းအဲဒီပေါ်မှာဝိုင်းပြီးတော့စူးစမ်းလိုက်မယ်လို့လည်းယုံကြည်တယ်။အခုဆိုရင်စစ်ကောင်စီဘက်ကအဲ့လိုအင်အားရောင်းတဲ့ထောင်နဲ့ခြေတဲ့ပုံစံမျိုးနဲ့ခြေတက်လာတာဖြစ်တဲ့အတွက်တပ်ဖွဲ့တွေအနေနဲ့ကလည်းပြန်ပြီးတော့ကောင်းအောင်တုံ့ပြန်နိုင်ဖို့လိုအပ်တယ်။အဲ့လိုလိုအပ်တာဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့လည်းတက်နိုင်သလောက်ဝိုင်းပြီးတော့ကူညီကြစေချင်တယ်။ကျွန်တော်တို့ကိုယ်နယ်ကိုကြည့်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့တပ်ဖွဲ့တွေအများကြီးရမှာအဲဒါအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဝိုင်းပြီးတော့လှုပ်ဆောင်ကြရအောင်အဓိကတော့ဒီတချီမှာကျွန်တော်တို့ ကောင်းဆုံးကြော်ဖြတ်နိုင်တယ်ဆိုရင်စစ်ကောင်စီနောက်ထပ်ကောင်းထောင်လာနိုင်စရာအကြောင်းကိုမရှိတော့ဘူးလို့ကျွန်တော်တို့ယူဆတယ်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဝိုင်းပြီးတော့ကြိုးစားကြပါစို့လို့ဒီညကနေပြောချင်ပါတယ်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။